ကိုဘီမိုင်နုကတော့လာမယ့်ဇန်နဝါရီမှာမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာဖို့အတွက်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ယူနိုက်တက်တို့အနေနဲ့နော်ဒီယန်ဖောရက်အသင်းရဲ့ကွဲလယ်ကစားသမားအယ်လီယိုအန်ဒါဆန်ကိုခေါ်ယူဖို့အတွက်တော်လေးကိုစိတ်ဝင်စားနေရလည်းဖြစ်တယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဇက်ဇီးရတာအေဂျင့်ဖြစ်သူကတော့ဇက်ဇီးအတွက်တရားဝင်ပြောင်းရွှေ့ခြင်းကိုတတ်မှတ်ပေးဖို့အတွက်အလိုရှိနေရလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ ဒီပြင်းလေးမှာကတော့ Manchester United အသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းလေးတွေကိုဒါပြန်ဆက်ပြီးတော့မှလည်းဖြစ်ပါရဲ့ကျွန်တော်ဒီပထမဦးဆုံးကတော့အားလုံးသိထားတဲ့တိုင်းပေါ့နော်ဒါ Kobe Mine လို့ပေါ့ဒီကစားသမားလေးကလက်ရှိမှာအသက်က20ဝန်းကျင်ပဲရှိသေးတယ်တော်တော်လေးပိုပါနေတယ်ပြီးတော့သူ့ရဲ့ဒီကစားပေါ်ကလည်းတော်တော်လေးကောင်းတယ်ပေါ့တကယ်ကိုမှတဲလက်ရှိတဲ့လူငယ်ကစားသမားတယောက်အနေနဲ့အားလုံးကသတ်မှတ်ထားခဲ့ကြတာ တကယ်အတုပ်စိတ်ပိုင်းလေးတွေပြီးတော့ကံကြက်ပိုင်းလေးတွေမှာလည်းတကယ်ကိုမှကောင်းတဲ့ကစားသမားဒီကစားသမားလေးကဆိုလို့ရှိရင်ဒါ2020 2023အဲ့လောက်ကမှ Manchester United ရဲ့ဒါအသင်းကြီးကိုရောက်ရှိလာခဲ့တယ်2023 2024မှာဆိုလို့ရှိရင်ဒါအသင်းအတွက်ပွဲတွေကိုအများကြီးကစားခွင့်ရရှိခဲ့တယ်ဒီတန်ဟန်းရဲ့လက်ထက်မှာပို့ပြီးတော့ဒါကစားခွင့်ရလာခဲ့တဲ့နေရာရလာခဲ့တဲ့ကစားသမားလို့ပြောရမယ်ဒါပေမဲ့ဒီမိပြအပြောင်းလဲအမ်ဘိုလက်ထက်မှာဆိုလို့ရှိရင်တော့ အမိုးတွေကကြတော့လူငယ်ကစားသမားတွေကိုတိတ်ပြီးတော့ဒီမစွန့်စားရတဲ့အနေအထားမျိုးလို့ပြောရမယ်နီးပြတာတော့မသိဘူးနော်သူ့အနေနဲ့လူငယ်ကစားသမားတွေကိုဒါအချိန်ပေးပြီးတော့ကစားတာလေပြီးတော့ဒီပွဲထုတ်ခွင့်ကိုအပြည့်အဝပေးတာမျိုးကြီးတွေကိုတိတ်ပြီးတော့လုံးလေးလှောက်ထားမှရှိဘူးဒီအရန်နေပြီးလို့ရှိရင်လူစားလဲတဲ့အနေအထားမျိုးတော့ပဲ तू ကဒီလှုပ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်လူငယ်တွေကိုတိတ်ပြီးတော့နေရာမပေးတဲ့နီးပြတဲ့အထဲမှာပါတယ်အဲ့ဒါကတော့ဒီ အမိုရင်မဲလားဆိုတော့လည်းမဟုတ်ဘူးเนาะဒီရှိကတချို့နီးကားတွေမှာဆိုလို့ရှိရင်တကယ်ကိုမှတဲလန့်ရှိပြီးတော့ကောင်းတဲ့ကစားသမားတွေကိုနေရာမပေးဘဲနဲ့ဒါပလစ်လိုက်တာမျိုးတွေကျွန်တော်အများကြီးရှိမှလည်းတွေ့ခဲ့ရတယ်။ဥပမာဒီအီလန်ကာတို့ပါလို့ဆိုလို့ရှိရင်တကယ်ကိုဒါနေရာပေးကြည့်ရင်ဒီကောင်းတဲ့ကစားသမားတွေထဲမှာပါတယ်။သူဆိုရှင်ကနော်ဒီယန်4ထဲမှာတော်တော်လေးကောင်းနေတယ်ဗျာပြီးတော့နေယူကဆင်ကိုရောက်သွားတယ်ဗောနော်။အာပြီးလို့ရှိရင်အခု တို့ဂါနာချိုဂါနာချိုသူတို့ရှိနေတာအဆင်မပြေမှုတွေနေရာမရောက်မှုတွေနဲ့အတူချဲစီကိုရောက်သွားတယ်။ချဲစီမှာဆိုလို့ရှိရင်ကလက်ရှိမှာပုံစံကောင်းတွေကိုပြသနိုင်ခဲ့တယ်။ဒါအရှင်တရားကစားခဲ့တဲ့ဟူပန်နဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဂိုးကန်ဒီမျိုးကိုနှစ်ကျင်တိတိပြုလုပ်ထားနိုင်ခဲ့တယ်။တတော်လေးလဲမိုက်ပါတယ်ဒီ cross လုံးနေဆိုရင်တော်လေးကောင်းတာကိုတွေ့ရတယ်။ပြီးတော့ဒီနောက်ထပ်ဒီကိုဟီမိုင်တို့ကသူပြောင်းရွှေ့ခြင်းနဲ့အသင်းကတော့ GM Matrix ဆိုပြီးတော့ဒါပြောထားပါတော့လောက ပေါ်ပေါ်တင်နေမဲ့သူရရဲ့မဲ့ထွက်တဲ့ကိုပြောင်းရှင်တယ်လာမဲ့ဇန်နဝါရီမှာပြောင်းမယ်တကယ်လို့ပြောင်းရွေးမရဘူးဆိုတော့မဲ့သူ့အနေနဲ့အငှားနဲ့ကထွက်ပြီးတော့တစ်သိန်းသိန်းမှကစားဖို့ပဲပြင်ဆင်နေရလဲဖြစ်ပါတယ်နောက်ထပ်တယောက်ကတော့ကျွန်တော်ဒီ Northern Forest အသင်းရဲ့ကွင်းလယ်လူ Elio Anderson ကို Manchester United တင်ကခေါ်ယူဖို့တော်တော်လေးကိုစိတ်ဝင်စားနေတယ်ဒီကစားသမားကကျွန်တော်ဒီဈေးကွက်မှာဆိုလို့ရှိရင်ဒါလက်ရှိတက်မှတ်ထားတာကဒီ Northern Forest အနေနဲ့ ပေါင်တန်း120ဒေါ်လာအားဖြင့်ဆိုရင်တော့158သန်းလောက်ထိကိုသူကတတ်မှတ်ထားတာအဲ့ဒါကလည်းဟိုဒီကသသမားလည်းတကယ်ကိုလည်းကောင်းတယ်ကြအသက်ကလည်း23နှစ်လောက်ပဲရှိသေးတယ်ဒီပြီးခဲ့တဲ့နှစ်တည်းကမှနေယူကာဆေးကနေနော်ဒီယန်ဖော့တဲ့အတင်းကိုရောက်ရှိလာခဲ့တာဒီကိုယ်နဲ့မှသူကဂိုးသွင်းတဲ့အပိုင်းဖန်တီးမှုအပိုင်းဆိုတာတဲ့ဒီလောကဖြစ်တဲ့အပိုင်းမှာပို့ပြီးတော့အားကိုးရတဲ့ကသသမားပေါ့နော်တော်ပါဆိုကိုင်းလေအဖြစ်ပြတယ်မှာတော်တော်လေးအားထားရရဲ့ဒီကစားသမားကိုရဖို့ဆိုလို့ရှင်တော့ Manchester United ကိုအနေနဲ့ တေချာပေါက်တာတန်းတရာပတ်ချာလည်းတော့ကိုတုံးရမယ်အနေထားမျိုးလို့ပြောရမယ်အဲ့လိုပမာဏမျိုးကိုမန်ချက်စတာယူနိုက်တက်အသင်ကတုံးပါမလားပေါ့နော်စိတ်ဝင်စားတာတော့တကယ်တော့ပေါ့တော်တော်ကြီးကိုစိတ်ဝင်စားနေကြတယ်ဒါပေမဲ့အဲ့လိုပမာဏမျိုးကိုတုံးဖို့ဆိုလို့ရှိရင်တော့သူတော်တော်လေးကိုညှိနှိုင်းမှရမှာပေါ့လေပြီးတော့တချို့ကစားသမားတွေကိုသူတို့အနေနဲ့ထွက်ခွာခွင့်ပြုရမယ်ရောင်းထုံးမှရမယ်အနေထားမျိုးကြီးဒီကသာသမားကတော့ကျွန်တော်လေးတော်တော်လေးကိုကြိုက်တယ်အဲဒီကအန်ဒါဆန်ကဒီကွင်းလေအဖြစ်ပိုင်းမှာတော်တော်လေးကိုမှအားထားရတဲ့ကစားသမားပေါ့နော်ဒီကစားသမားကိုရရင်တော့တော်တော်လေးမိုက်တာပေါ့လေ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါတိုက်စစ်မှုဖြစ်တဲ့ဆက်စီးရဲ့ဒီအေဂျင့်ဖြစ်တဲ့သူကတော့သူ့ရဲ့ကစားသမားအတွေ့ဒါတရားဝင်ပြောင်းချွေခြင်းပေါ့နော်ဒါသတ်မှတ်ပေးဖို့တွေသူကလိုချင်နေရလဲဖြစ်ပါတယ်ဆက်စီးကိုစိတ်ဝင်စားတဲ့အသင်းကတိတ်ပြီးတော့မရှိဘူးဒါပညာလေးမှဆိုလို့ရှိရင်တော့ဝက်ဆန်အသင်းကတော့ဒါဆက်စီးကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေပြသတယ်ဒါစိတ်ဝင်စားတဲ့အချက်အရောင်တွေကိုဒါဖော်ပြဆိုထားရလဲဖြစ်ပါတယ်ပြီးသားလေးမှာဆိုလို့ရှိရင်တော့ဝက်ဆန်တပင်းလေးရှိရယ်ဇက်စီကိုစိတ်ဝင်စားတာကဒါပေမဲ့ကစားသမားဖြစ်သူကိုယ်တိုင်ကတော့ ဒီ Serie A ကလပ် Roma တင်းကိုဒါပြောင်းရွှေ့ခြင်းတဲ့အကြောင်းပေါ့နော်တကယ်ဝင်ပြောဆိုတာလည်းရှိပါတယ်ဆိုတော့စစ်စည်းကိုဘယ်သူကခေါ်မလဲဆိုတော့ဝက်ဆန်းကတကယ်ခေါ်ယူနိုင်ပါမလားဒါမှမဟုတ်ဒီ Roma တင်းကိုပဲတကယ်ဝင်ပြောင်းရွှေ့သွားမလားဆိုတာကျွန်တော်တို့ဒါစောင့်ကြည့်သွားရဦးမှာလည်းဖြစ်ပါတယ်ဟိုစစ်စည်းရဲ့လက်ရှိပေါက်ကြီးဆိုလို့ရှိရင်တော့အဲ့လောက်ရှိတော့လည်းရှိမှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဝက်ဆန်းလို့ခေါ်မယ်ဆိုလို့ရှိရင်တကယ်ခေါ်ယူနိုင်တဲ့ပမာဏလောက်နဲ့ရမယ့်အနေအထားမျိုးလို့ပြောရမယ်။ဒါပေမဲ့ဒီကစားသမားရဲ့ရိုးကအခုအချိန်မှာအဲ့လောက်ထိမရှိသေးဘူး။အဲ့တော့ဈေးကလည်းအဲ့လောက်ထိတင်လို့မရဘူးပေါ့နော်။ တော့ဘလောဝက်ဖြစ်ဖြစ်မိုင်နူးကတော့ GM တွေကိုပြောင်းဖို့တွေတင်းပြနေတယ်။ဒေါ်ရန်ဖုန်းရဲ့တင်းရဲ့အန်ဒါဆန်ကိုခေါ်ယူဖို့တဲ့မန်ချက်စတာယူနိုက်တက်ကတော်တော်ကြီးကိုဆန္ဒပြင်းပြနေရပါ။ဆယ်စီးတာမန်ချက်စတာယူနိုက်တက်အသင်းကလည်းကြောက်ချစ်သွားမယ်ဆိုလို့ရှိရင်တော့ယူနိုက်တက်ရဲ့တိုက်ဆက်ပိုင်းတော့တော်တော်လေးပုံမှန်ဒါဝင်ပေါ့သွားတာပေါ့လေ